လက်ပံပြို့သူဒေါ်လန်ကလေးကားများအားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန်ရှူဂျူ channel လေးဖြစ်တဲ့ကလေးကား universe ရှူဂျူ channel လေးကနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ရဲ့ဒီချိန်လေးကတော့စာတပုံပေါက်စတဖြစ်လဲမကြောင်တာလေးကျွန်တော်ရဲ့ပြန်လဲမျိုးဝင်ပေးရမယ်အချိန်လေးကိုရောက်ရှိလာတာပေါ့ဗျာကျွန်တော်ရဲ့နှွားချောင်းချင်းတင်ကန်းစာလေးကလည်း chapter 3 topic tree လေးကိုရှောင်နေပြီပေါ့ကဲဒီနေ့ကျွန်တော် clicker တို့ကိုပြန်ပြီးတော့မျှဝေပေးချင်တာလေးကရှားကြည့်တော့ရေးသားထားတဲ့မိတ်တာဟရိယဟာတတတ်ကျန်းဆိုတဲ့စာအုပ်လေးတွေကအပိုင်းဆက်လေးဖြစ်တဲ့ topic လေးတွေကိုပြန်ပြီးတော့မျှဝေပေးချင်ပါတယ်ခင်ဗျာပြန်လဲမျှဝေခွင့်ပြုပါလို့လဲဆရာကြည်တော်နဲ့သက်ဆိုင်သူအားလုံးကိုကျွန်တော်မေတ္တာရဲ့ခံခွင့်ပန်ပါတယ်ခင်ဗျာ ကဲခေကာတို့ရေနောက်ကန် background music ကတော့ supporting ပေးတာကတော့ orchestra တွေမှာမကားတော့ဘူးတခြားမရပါနောက်ကနေပြီးတော့ sign တွေပုံတွေတီးပြီးတော့နောက်ပြီးတော့ supporting ပေးနေရဆိုတော့တီးခံပြီးတော့နားဆင်ပေးပါခင်ဗျာအော်ဒါနဲ့ပါဠိတွေလည်းအကျော်လျှော်ထားအောင်နော်အစင်းသေးဖြင့်စားလိုက်ကြဆိုဗျာ topic 24ဘဝ အောင်မြင်ရေးလေကနံပါတ်94လွဲချော်မှုများအပေါ်ခံနိုင်ရှိပါလူတော်တတ္တဝါသည်ကဘာပေါ်တွင် အကျိုးစားဆုံးအတိအဝင်ဆုံးအလွတ်လွတ်ဆုံးတတ္တဝါဖြစ်ပါသည်ဒီတွင်သူဆိုဒီမှာအဘယ်နည်းဒီတွင်သူဆိုဒီမှာကဘာမြင်ခြင်းနဲ့လိုက်လွန်ညီစွာနေရမယ်တိတုမတိတုဖြစ်ပါသည် လိုင်လွန်ညီထွာညီထွာရေးသွားနေတတ်သူများကမီယိုဖလာဒီချိန်စိုက်ပြူဒီချိန်ရိတ်သိမ်းဒီချိန်စားစုဆိုသောတဘာဝတရားတဲ့တွင်မွေလျော်နေတတ်သည်ခြေခဲလူလျင်ဆောင်းကိုဆောင်းပေါ်သို့တော်လူတဦးကထိုသဘောကိုနားမလဲထိုအတွက်ခြေခဲတစ်တာကိုဒီထွင်ပြီးဆက်နေရစီရေခဲခဲစီအောင်လှုပ်ပြီးကဘာကြီးအားခုနကောစားတိုက်ချင်းဖြစ်သည် ထို့သို့သောလူများကြောင့်တယ်လီဖုန်းများပေါ်လာရသည်လင်းမြန်များပေါ်လာရသည်မော်တော်ကားမိသားစုပေါ်လာခြင်းဖြစ်ပါသည်သို့သောထိုတီထွင်မှုလောက်ကိုင်းမှုတိုင်းကိုလွယ်လွယ်ကူကူချောချောမွေ့မွေ့နှင့်ပင်အမြင်ခဲ့သည်တော့မဟုတ် အမားများစွာတဲ့ကအမှန်ကိုရောက်အောင်ခက်ခဲစွာပင်မန်းစွာနဲ့ရုန်းကန်လာခြင်းဖြစ်ပါသည်ထို့သို့တီထွင် ပြုလုပ်သည့်အတိုင်းအတိုက်ခံဆိုတာရှိတယ်မြဲပဲ လူတိုင်းတွင်အတိုက်ခံရှိခြင်းသည်တီထွင်သူများအဖို့တော့အကူအညီလွန်စွာဖြစ်စေ၏ထိုလူတို့လွတ်တင်လိုက်သောစွန်သည်လေကိုဆန်ပြီးမှအကောင်းငယ်သို့တက်ဆင်းဖြစ်သည်လေနှင့်အတူတက်လာတာမဟုတ်ဘာမှမလွန်ရင်တော့ဘာမှမမအောင်ပေါ့လှုပ်ရင်တော့လေမားကြရီပေါ်လာနိုင်သည် ထိုကြောင့်လေကျွန်တော်တို့ငယ်စဉ်ကတည်းကထပ်ပြန်တလဲလဲပြောဆိုရသောစကားတစ်ခုရှိပါသည်ခဲတံရဲ့နောက်မှာခဲပြတ်ပါလာတယ်လူတိုင်းအမားနဲ့မกินနိုင်မန်းရင်ဖြတ်ဖို့ဒါပဲ အမားတစ်ခုကိုကျူးလွန်မိတာမိမိကိုကိုဒေါရဖြစ်ယူကျုံးမရဖြစ်ရအောင်အော်ဟစ်မိတန်းနေမိအစားထိုအမားသဘောကိုတေချာအောင်လေလာဘယ်နည်းနဲ့အမှန်ကိုလုံနိုင်မလဲကိုဖြေရှာကြိုးစားပြန်လဲထူမတ်ယူအောင်လုပ်ပြီးမှသာအောင်မြင်တော်သူတူဖြစ်နိုင်ပေမည်တဲ့အောင်စရာတို့နဲ့စီဝါရီသမားတို့ကောက်တီးရိုက်နေကြသည် စီဝါရီသမားသူရိုက်ချက်တိုင်းလွဲသွားတိုင်းရှုံရင်ကြမ်းတမ်းသောစကားများကိုသာရေရွတ်တက်ပြန်သည် ဟာလွဲပြန်ပဲကွာချစ်တာလွဲရင်လဲမှန်အောင်ကြိုးစားရုပ်ရင်တော်စကားကိုမဆိုသင့်တင်းဟုတ်ဆရာသည်ဖြောင်းပြဤစီဝိုင်းသမားကလည်းထိုက်ရိုက်ပြန်သည်လွဲပြန်ပါဟာချစ်တာကျန်းတန်းသောစကားကိုမဆိုသင့်ထိုစကားတို့ကိုကောင်းကင်ဘုံကမနစ်သက်ကောင်းကင်ဘုံကအပြစ်ပေးလိမ့်မယ်ချစ်တာအာကူရောကလည်းဒီမှာခောက်သီးမဝင်လို့စိတ်ညစ်နေရကြတယ် တင်းဥစရာသည်လွဲသွားသည်သို့တော်ဆိတ်ဆိတ်ပင်စီးပွားရေးသမားအလဲကြပြန်တော့ရှိုင်းလိုက်တိုင်းလွဲချော်သွားပြန်သည်ဒီနေ့ကတော့တနေ့လုံးမှာမြန်လွဲရောမလားမသိဘူးချက်တာကောင်းကင်ဘုံကကြည့်မနေဘူးနော်ဒီလိုကြမ်းတမ်းတဲ့စကားတွေမပြောနဲ့တော့ကောင်းကင်ဘုံကအပြစ်ပေးကနေပြီးစီးပွားရေးသမားသည်ထက်ရိုက်ပြန်သည်ထက်လွဲပြန်သည်တို့ချိန်တွင်ကောင်းကင်ဘုံက မဲလိမ့်နေသောဒိန်တော်ကြီးများတက်လာပြီးလျက်စည်းတွေထလာ၏စီဝါရေးသမားကလည်းထိုးတော့မှပဲကြောက်လန့်နေလေ၏တင်ဥဆရာကဒူးထောက်လက်မြောက်၍ကောင်းကင်ဘုံအားဆူတောင်းနေသည်ထိုစဉ်မိုးချိုးပစ်ချလိုက်သောအခါတင်ဥဆရာအားတိုက်ရိုက်ထိမှန်၍ဒေဆုံးလေသည်စီဝါရေးသမားကလည်းလက်တလောအဖြစ်ပြက်ကိုကြီးပြီးမယုံကြည်နိုင်စွာအံ့ဩမင်တန်နေ၏ထိုချိန်တွင်ကောင်းကင်ဘုံမှတော်လဲတန်ကြီးကဲ့သို့မြေဟင်းတန်ကြီး ထွက်ပေါ်လာ၏ဟာလွဲသွားပြန်ပြီထို့ကြောင့်ကျွန်တော်ပြောရခြင်းဖြစ်ပါသည်လွဲမှာအရှည်ရွတ်မိတန်းခြင်းထက်အမှန်ကိုအနည်းစားဆုံးဘယ်လန့်အသွားရမလဲလို့စဉ်းစားအဖြစ်ရှာသုံးသပ်ပြီးလမ်းမှန်အောင်လမ်းမှန်ကိုရောက်အောင်ရှောက်လန်းတဲ့မည်သည်ခဲရန်တွင် ခဲပြတ်ပါပေါင်းပြီးထုတ်ပေသည်သို့တော့ခဲရန်က အရှည်ကြီး ခဲပြက်ကတူတူသေးသေးလေးဖြစ်ပါသည်ပညာရှင်များကမြန်းများလို့၍နည်းနည်းသာမှားစီခြင်းပုံရပါသည်မိမိအားနည်းချက်ကိုညွန်ပြသောအကြောင်းတစ်ချက်ရှိသည်ပြောဆိုသင့်သည့်အခါစိတ်စိတ်နေခြင်းနှင့်စိတ်စိတ်နေသည့်အချိန်၌တွင်ပြောဆိုခြင်းတို့ပင်ဖြစ်ပါသည်ပါရှာစကပုံး ြေသူမဆိုမိမိသွေးနေကြအသွေးများနဲ့လုံနေကြအလုံးများကိုကျေနပ်နေပြီဆိုပါကဝမ်းနေဝရသက်သက်ပင်ဖြစ်ပါသည်ကြီးမာပြင်းများသောဆန္ဒကလုံနေကြဓာတ်ပိုး၍လုံနိုင်သောအကြောင်းအရာများရှိခြင်းရှိချောင်းကိုတည်တော်လဲတို့သူဤစိတ်တကားများကိုဖွင့်ခိုင်းခြင်းမပြုခြင်းသည်လဲတနာเสียဝမ်းနေเสียပင် ဖြစ်နေပေလည်းမည်ဖီလစ်ဘော့ဟုတ်ကဲ့ဒါလေးကတော့ topic 24ဘာအမည်လေးကနံပါတ်24အနေနဲ့ဆရာညွှန်ပြပေးထားတဲ့အကြောင်းအရာလေးတွေပဲဖြစ်ပါတယ်ဒီထက်ကနေဆရာပြောချင်တဲ့ message လေးပေးချင်တဲ့ message လေးကိုထီထီမိမိရလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျအချိန်ပြီးပြီးတော့ live ပါနားဆင်ခလစ်ပေးခဲ့ကြတဲ့ဒေါ်လန်ကလေးကဒုတိယခြေစည်တိုင်းကို ကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာ ကလေးပန်းပြိုးသူဒေါ်လန်ကလစ်ကားများအားလုံးပဲသဘာဝတရားကြီးရဲ့ဘေးအန္တရာယ်ဆိုးတွေအာနာယူဖက်စစ်မိစာကောင်ရဲ့လေချောင်းရဲ့အန္တရာယ်ဆိုးကနေပြီးတော့လုကင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကဲကျွန်တော်မာတိုင်းမာတိုင်းလေချောင်းရံကိုထပ်ခတ်တယ်လဲမှာနေရတယ်ဘာလို့လဲဆိုတော့အေးအာနာယူကလေချောင်းဘက်ကပဲပိုးပြီးတော့ဖိနေလာမှုပဲဒါကြောင့်ကျွန်တော်တို့ဒေါ်လန်ကလစ်ကားများအားလုံးက ောလန်တိတောလန်တတိလေးရှိကြပြီးတော့အာနာယူကိုအာနာယူရောအာနာရှင်စနစ်တခုလုံးရောပါပုံကံတောလန်ရင်းနဲ့အကုန်လုံးကျိုးစင်တင်ပြကြဆိုဗျာဟုတ်ကဲ့တော်လန်နေစေနေ့ရများပါခင်ဗျမောမခန်နဲ့တုံပြန်အန်တုတော်လန်ဖတ်စစ်ထန်းကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့ မေတ္တာခံပါရယ်ခင်ဗျာကျွန်တော်တို့အခုရှောက်နေရတဲ့ဒီလမ်းကလေဆယ်မွန်ငါတို့ရဲ့အိမ်ပြန်လမ်းလိုမျိုးခြေဆိုင်ခြေဆိုင်ဖြစ်တယ်ဗျဆယ်မွန်ငါလေးတောင်မှအိမ်ပြန်လမ်းမှာဘဝဝန်ဆိုးကြီးတွေရဲ့ဖန်စီစားတော့ခြင်းခံရတာပဲကျွန်တော်တို့လည်းအဲ့ဒီအိမ်ပြန်လမ်းဖြစ်တဲ့ရေဆန်ခီးလမ်းမှာဘဝဝန်ဆိုးနဲ့တူတဲ့အခက်အခဲအသားစီးတွေ တွေ့ကြုံရတာတော့ရှိတာပါပဲဗျ။အဲ့ဒီခက်ခဲအသားစီးတွေကိုနေကမာဝရိယနဲ့ကြံ့ကြံ့ခံရင်ဆိုင်ရင်းနဲ့ကျွန်တော်တို့အတူတူလက်သွဲပြီးတော့ရှောင်းလန်းကြော်ဖြတ်ကြစို့ဗျ။ပြီးတော့ကျွန်တော်တို့အတူတူလက်သွဲညီညီနဲ့ကိုမာဝင်နေတဲ့ကျွန်တော်တို့ရဲ့နိုင်ငံကြီးကိုပြန်လဲပြီးတော့ကျမ်းမာလာအောင်တတိပြန်လဲလာအောင်အကောင်းဆုံး 就在大手边。